đó máu lấy nhiều vậy đó cứ tiếp theo professional ကတိတိတို့ကအလှမဖြစ်တဲ့အတွက်ကြောင့်မို့ဟိုကအလှပဲဆိုတာပေါ့နော်အငါရှေ့ကနေဆရာမကြီးဖြစ်နေရမယ်ဆိုတဲ့ပုံစံမျိုးတော့မရှိဘူးဘာလို့လဲဆိုတော့တိတိရဲ့ level မဟုတ်ဘူးကွာဒီ fitness ကကျတော့မတူဘူးပေါ့နော်တိတိတို့ဆော့တာကကျတော့အလှအလှအလေးလေးမှားကြတယ်ပြီးရင်အဲကျဲမကြီးကောင်းပြီးတော့အဲ့လိုမျိုး legend ကနေနဲ့ပြိုင်နေပြိုင်ပွဲလေးဖြစ်တဲ့အတွက်ကြောင့်မို့ဒီဟာကျတော့ကွာ covid strong ဖြစ်တဲ့ပြိုင်ပွဲဖြစ်သွားတယ်အဲအဲ့ကျတော့အဲ့လိုမျိုးလေးကွာသွားတဲ့ခါကျတိတိကဒါကြီးအကုန်လုံးတော့ level တူတူပဲတူတူပြိုင်ကြမယ်တူတူတက်ကြမယ်တူတူပျော်ကြမယ်ဖိုက်ကြမယ် ဟိုကျမ်းမာတဲ့ကိုခန္ဓာနဲ့အရန်ကိုပျော်ရွှင်ရဲ့မိသားစုဘဝကိုကိုကအလုပ်ကောမိသားစုရောဘယ်လန့်စီရအောင်လို့အဲဖြည့်ဆက်ပြီးတော့လုပ်နိုင်ပါတယ်။ဟိုအရင်တော့က exercise မလုပ်နိုင်လုပ်ခဲ့ဘူးဘူးအခုမှလုပ်မယ်ဆိုရဲဟာအတွက်လည်းဘာမှဆိုရဲစိတ်ဖြစ်နေကြမလို့အချိန်လေးတခုပဲအဓိကလုပ်ချင်တဲ့စိတ် mindset ကအဓိကပါပဲ။ကျွန်တော်ကတော့အကုန်လုံးရောက်ရဖြစ်ဖို့ဖြစ်နိုင်တယ်။ပြပြလေးလက်ပြီးတော့မိုးချိန်တွင်ပြန်သူလက်တန်းညာလာတဲ့ hater တွေဆိုရင် ပြီးရကျွန်တော်အခုရဖိတ်ခေါ်တာပါရှင်။ကိက audition ကနေပြောဝင်ပြိုင်တာပါ။အာကိကဘလို့စိတ်ထဲဝင်ကြရဲဆိုတော့ကိကအခုချိန်မှာမမေပေါ့နော်တတိလေးပြမမေ။အာကိတကစားသားရဲ့ period ကလည်း gym ကစားရဲ့ period workout လုပ်တာရဲ့အချိန်လေးကလည်းတနည်းလေးကြာနေပြီ။ကိုယ့်ရဲ့ fitness level ဘယ်လောက်ရှိလဲဆိုတာကိုသိချင်တဲ့အတွက်ကြင်ဝင်ပြီးတော့ okay practice လုပ်လုပ်တဲ့အနေမျိုးပဲ။ကိုယ့်ကိုယ့်ရဲ့ fitness level next level ကိုယ့်ကိုယ် challenge လုပ်အနေနဲ့ကိကဝင်ပြီးတော့ အဝင်ပြိုင်ဖြစ်သွားရမှာအဲ့ချိန်မှာဟိုလေဘယ်လိုပြောပြရလဲကိုကိုကဟိုနောက်ထပ် level တစ်ခုကိုများရမလားပေါ့နော်အဲ့အဲ့အကြောင်းအရာလေးနဲ့ပဲကိုကဝင်ပြိုင်လိုက်တာပါတတိယကျတော့တတိယလာဖိတ်တဲ့ချိန်မှာတတိယဒီလိုမျိုးအာ fitness နဲ့ကျတော့တိတ်မစမရင်းနှီးဘူးပေါ့နော်အဲ့တတိယလည်းတခြား fitness နဲ့ပတ်သ တဲ့ဟာလေးအကုန်လုံးကိုတပြည့်ကလိုက်ပြီးအဲပြိုင်ပွဲလေးလည်းပြိုင်ပြီးတယ်လင်းလေးလေးလာပြတဲ့ခါကျဒါလေးကပြီးနေအဲနောက်ထပ်နောက်ထပ်ပုံစံတစ်ခုပေါ့ပုံစံတစ်ခုမှာတပြည့်ကိုဘလောက်ညလုံးနိုင်လဲဆိုရယ်စိတ်နဲ့တပြည့်ကလည်းအံ့နေအာဒါဆိုလို့ရှိရင်ငါ့ရဲ့ personal brand မှာဘလောက်ထိငါကြိုးစားနိုင်လဲဆိုတာလေးကိုစိတ်ဝင်စားကြတာဝင်ကြိုက်ကြည့်သွားပါရှင့်ဟာ pressure ရှိရယ် kit ပဲပြောရရင် kit ကအာလာ audition လာပြိုင်နေလူတွေထဲမှာတော့ kit က player တခြားသောပြိုင်နေအာဟိုဟာ audition မှာလာပြိုင်နေအာပြိုင်ဝဲဝင်နေအကုန်လုံးက သူနေရာနဲ့သူမှာ level တစ်ခုစီမှာ title တစ်ခုစီရှိပြီးသားအဲ့တော့ကိုယ့်အတွက်ကတော့အရန် challenge တစ်ခုဖြစ်တယ်ဒါပေမဲ့ဟိုတက်နိုင်ဆုံးကိုရအောင်လို့ကို try မယ်ဆိုရဲ့ဟို mindset နဲ့ပဲဝင်ပြီးတော့ဝုန်းလိုက်တာပဲ ဒီဒီကတော့ဒီဒီရဲ့ဟို professional တွေကဒီဒီတို့ကအလားမဖြစ်တဲ့အတွက်ကြောင့်ဟိုဟိုကအလားပဲဆိုတာပေါ့နော်အဲဒီ origin ကပါတဲ့သူတွေရောတခြားသူတွေရောအကုန်လုံးကအဲဒီလိုမျိုး fitness နဲ့ပတ်သက်တဲ့ဥစ္စာတွေကိုကအဲအကုန်လုံးကတော့ဒီဒီထင်တယ်ဒါစိမ့်ပြောမှလာတိုင်းကြီးချာလို့ပဲဒီဒီကထင်တယ်အဲ့တော့ခါကျတော့အကုန်လုံးလည်းတူတူပဲအဲသူတို့လည်းကြိုးစားတယ်ကိုလည်းကြိုးစားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲဒီဒီကအဲ့လိုမျိုးရှိရပေါ့နော်ဒီဒီမှာစုရရထားလို့ငါးတိုင်းကို အာငါရှေ့ကနေဆရာမကြီးဖြစ်နေရမယ်ဆိုတဲ့ပုံစံမျိုးတော့မရှိဘူးဘာလို့လဲဆိုတော့တတိယ level မဟုတ်ဘူးကွာဒီ fitness ကကျတော့မတူဘူးပေါ့เนาะတတိတို့ဆော့တာကကျတော့အလားအလားအလေးလေးမားကြတယ်ပြီးရင်အဲကျမကြီးကောင်းပြီးတော့အဲ့လိုမျိုး legging အနေနဲ့ပြိုင်နေပြိုင်ပွဲလေးဖြစ်တဲ့အတွက်ကြောင့်မို့ဒီဟာကျတော့ကွာပိုပြီး strong ဖြစ်တဲ့ပြိုင်ပွဲဖြစ်သွားပြီအဲအဲ့ကျတော့အဲ့လိုမျိုးလေးကွာသွားခဲ့တတိယဒါတွေအကုန်လုံးကတော့ level တူတူပဲတူတူပြိုင်ကြမယ်တူတူတက်ကြမယ်တူတူပျော်ကြမယ်ဖိုက်ကြမယ် တရုတ်ဆောင်တွေရောပါတဲ့ခါကျတော့သူတို့ကလည်းတာမန်သူတွေတော့မဟုတ်ဘူးဆိုတာသိရပါလို့ဆိုတော့အကုန်လုံးကလေ့ကျင့်ခန်းလုပ်ငန်းသူတွေကြီးပဲဆိုတာကိုသူတို့ရဲ့ social media မှာလည်းတတိယသိထားတဲ့ခါကျတော့အဲအားလုံးကဒီတရုတ်ဆောင်တွေမပါလို့ဆိုတော့ရန် serious တော့မဖြစ်ဘူးပေါ့နော်ဘာလို့လို့ဆိုတော့အဲသူတို့လည်း level တစ်ခုရှိရယ်ငါတို့လည်း level တစ်ခုရှိရယ်ကွာတူတူအဲဟိုပြိုင်တဲ့အချိန်ရောက်လို့ရှိရင်လည်းဘယ်သူကပို့ပြီးတော့ strong ဖြစ်လဲဆိုတာကိုကြည့်ယုံမဲဆိုတဲ့ပုံစံမျိုးနဲ့ပဲတတိယသွားတဲ့အတွက်အဲတရုတ်ဆောင်တွေပါတော့ပျော်တာပေါ့ဒီအနေနဲ့ကြောင့်အကုန်လုံးက professional line နေတာမတူပါအဲတရုတ်ဆောင် င်းနေအပြင်ကိုဆိုရော်ရီလည်းပါတယ် coach တွေလည်းပါတယ်ကိုကိုရိုင်းကကြတော့လည်းအပြင်မှာ corporate life နဲ့ဒီဒီဒီအကိုကကိုကိုဟို event တစ်ခုကိုကို run နေရဲ့ကိုအလုပ်ကိုကိုလုပ်နေရဲ့လူတယောက်အနေနဲ့မှာဟို challenge တွေကရှိရပါတော့เนาะဒါဆိုကိုကို training လုပ်နိုင်တဲ့ပမာဏနဲ့သူတို့အချိန်ပေးနိုင်တဲ့ပမာဏနဲ့ကလည်းမတူနေဘူးကိုကလည်းအလုပ်နဲ့ညပြီးတော့လုပ်နေရတဲ့အခြေအနေပါအာရန်တော့အဲဆိုရေးစိတ်တွေရော အဲပွဲအပြိုင်ပွဲတစ်ခုကြီးတစ်ခုကြီးလောက်တဲ့အချိန်မှာတော့ရှိတယ်ဒါပေမဲ့အကုန်လုံးအာတုံခွန်ဆိုင်စူးစမ်းနေအောင်မြင်တော့ဟိုကလည်းမရရအောင်လိုက်ရတော့ပဲဆိုရင်အတိပေါ့နော်အဲ့အားနဲ့ပဲဟိုရှင်ပြိုင်ပြီးတော့ပဲစိတ်ကိုချော့ချခဲ့ရတာပါပဲကြီးရှုပေးနေရပြိသက်တွေအကုန်လုံးတို့ကဘယ်လို motivate စိတ်နေလဲဆိုတော့โอเคอ่าคลีมกูว่าคลีมเลยสอคลีมเลยกูเว้ยอุตส่าห์ไปนี่แล้วกูเปล่าเปล่าจินตาวะเนาะเมเมเลยลงว่าอ่าไม่ชอบบาเนี่ย အာကလေးမွေးပြီးလဲအရင်ကလိုပဲပြန်မှနိုင်တယ်အချိန်လေးတစ်ခုပဲပေးအရန်ဟိုဟိုဟိုကျမ်းမာတဲ့ကိုခန္ဓာနဲ့အရန်ဟိုပျော်ရွှင်ရဲ့မိသားစုဘဝကိုကိုကအလုတ်ကောမိသားစုရော balance ရအောင်လို့အဲရှင်းဆက်ပြီးတော့လုပ်နိုင်ပါတယ်ဟိုအရင်တော့ exercise မလုပ်နိုင်မလုပ်ခဲ့ဘူးဘူးအခုမှလုပ်မယ်ဆိုရဲဟာအတွက်လည်းဘာမှဆိုရဲစိတ်ဖြစ်နေစရာမလိုဘူးအချိန်လေးတစ်ခုပဲအဓိကလုပ်ချင်တဲ့စိတ် mindset ကအဓိကပါပဲကျွန်တော်ကတော့အကုန်လုံးရအောင်ရအဖြစ်ကိုဖြစ်နိုင်တယ် အာတတိယအခုကြည့်နေပရိသတ်တွေအကုန်လုံးကိုတတိယဘလို့ motivation လဲဆိုတော့အာတတိယလည်းငကိုတစ်ချိန်တော့အဲ့လိုမျိုးအရန်တိတိလေးနဲ့အရန်ရုပ်ဆိုးရဲ့ကောင်မလေးတယောက်ပေါ့နော်အခုချိန်မှာ strong လည်းဖြစ်တယ်တန်လည်းတန်ပါတယ်အဲအနေထားတစ်ခုထိလည်းကိုကအလှပဘက်ကိုရောက်နေပြီဆိုတော့အဲအကုန်လုံးကိုလည်း arm shot ပဲနဲ့အဲဘဒူနေနေပေါ့နော် arm shot ပဲနဲ့လေ့ကျင့်ခန်းလည်းလုပ်စေချင်တယ်လေ့ကျင့်ခန်းလုပ်တဲ့ဟာကျန်လေးကျန်ပါတယ်လှလည်းလှတယ် computer လည်းရှိတယ်အဲ note တွေအကုန်လုံးမှလည်းပေါ့နော်အဲ့လိုမျိုးအောင်မြင်တယ်ပေါ့နော်အဲအကြောင်းမို့တတိယတော့အားလုံးကိုလေ့ကျင့်ခန်းလုပ်စေချင်တယ်ဟုတ် အများကြီးတင်ပါတယ်ဟာလမ်းမောင်းလေးမြင်ပြတာဟုတ်ကဲ့အာ FOE season 2ကို April 18ရက်နေ့အာ7နာရီမှာ MRD 4ကနေပြီးတော့ကြည့်ရှုလို့ရပါတယ် every sunday ပါ sunday မှာကြည့်ရှုလို့ရပြီးတော့သူကစနေနေ့မှာလည်းတစ်ခန်းပြန်ပြီးမြင်မှာဖြစ်တဲ့အတွက်အဲတစ်ဖက်ကိုနှစ်ခါကြည့်လို့ရမှာဖြစ်ပါတယ်အဲသူကတော့နှစ်လကျော်လောက်ကြာမယ်လို့ပြောပါတယ်ရှင့်ဟုတ်ကဲ့ကျတို့အားပေးကြပါဦးကျတို့လည်းတက်နိုင်ဆုံး ရသမျှခွန်အားနဲ့အကောင်လုံးရှင်ပြိုင်ခဲ့ရဖြစ်တဲ့အတွက်အလုံး motivation ရမယ်လို့ထင်ပါတယ်။ရန်လေးဟိုပျော်ရွှင်တဲ့တိုက်ပွဲလေးကိုပြီးပျော်ရွှင်နေဆိုတာအရန်ကိုအားအားရအားရစိုက်ထုတ်ခဲ့ရရပေါ့နော်။ family ရဲ့အစ်စ်လည်းရခဲ့ပါတယ်ဟိုပညာရဲ့အစ်စ်လည်းရရဲ့ဘာလို့လဲ technique ဘာရောအာတခြားသော level အသီးသီးကအာ idea အစ်စ်တွေရောရထားတဲ့အတွက်ဟိုတကယ်တော့ ဒီ program လေးကိုဝင်ပြီးတော့ပြိုင်ခွင့်ရတာလေးကဟိုရန်ကျေးဇူးတင်ပါတယ်မိတ်ဆွေအစ်တွေလည်းရပါတယ်ဟုတ်မိတ်ဆွေအစ်တွေနဲ့ပြောစရာကောင်းတဲ့ဒီမိသားစုအစ်တွေလည်းရတယ်ပြောခုလိုမျိုးတွေလည်းဖြေရတဲ့အတွက်ရန်ပြောစရာကောင်းပါတယ်ဟုတ် season 3ထပ်ပြီးတော့ရှိလာခဲ့တယ်လေဝင်ပြီးတော့အာ nebe အတိတ်ပြပေါ့နော်ဝင် join လို့ရပါတယ်လို့ဖိတ်ခေါ်ပါတယ်ရှင့်